ိုင်းနိုင်ငံမှာပြောင်းနှံငရုတ်ကိုတွဲဖက်ဆိုင်ပြိုးကြပါတယ်။ပြောင်းပင်တွေအဖူစားထွက်တဲ့အချိန်မှာငရုတ်ပြိုးပင်တွေကိုပြောင်းပင်တွေချာမှစိုက်ပြိုးကြပါတယ်။ငရုတ်ပင်တွေကြီးလာတဲ့အခါမှာတော့နေအောင်ကောင်းစွာရရှိစေဖို့အတွက်ပြောင်းရွက်တွေကိုရှင်ပေးရပါမယ်။ပြောင်းရွက်တွေဟာတဘာဝမြေဩဇာဖြစ်စေပြီးငရုတ်ပင်တွေကိုပုံမကြီးထွားစေပါတယ်။ပြောင်းမှုတွေရှင်းလာပြီးခုဆွတ်တဲ့အချိန်မှာတော့ငရုတ်ပင်တွေဟာအတိပွင့်တွေများစွာဝေနေကြပြီးခုဆွတ်လို့ရနေပါပြီ။ ။ငရုတ်ပင်အသီးများစေဖို့အတွက်တထွားကြောကန်းအရွယ်မှာထိညွန့်တွေကိုဖျက်ပေးထားပါ။ဒါဆိုရင်တော့ဂိုင်းတက်တွေများစွာထွက်လာပြီးအသီးများစေမှာပဲဖြစ်ပါတယ်။ငရုတ်ပင်အိုတွေကိုတထွားကြောကန်းခြံပြီးရှင်းပေးထားပါ။အညွန့်တက်တွေထွက်လာပြီးအသီးများစီမှာပဲဖြစ်ပါတယ်။မြေနေရမလို့ပဲငရုတ်သီးသုံးပင်တဲစိုက်ပြိုးယုံနဲ့ဝယ်စားစရာမလို့အဟောင်းဒီလိုလေးစိုက်ပြိုးလိုက်ပါ။ ပထမဆုံးစိုက်ပျိုးဖို့အတွက်ငေုတ်သီးအမဲကနေမျိုးစေ့တွေထုတ်ယူပြီးခွစ်တစ်ခုထဲမှာမြေဆွေးကောင်းကောင်းနဲ့ပြူပီးရပါမယ်။တပတ်လောက်ဆို အပင်လေးတွေအစီအရီပေါက်နေကြပါပြီ။ဒါဆိုရင်တော့ပျိုးပင်လေးတွေနှုတ်ယူပြီးပျိုးအိတ်တွေထဲမှာထမှန်ပြူပီးရပါမယ်။ဘူးကွန်တွေနဲ့စိုက်ပျိုးမှဖြစ်တဲ့အတွက်ဘူးကွန်တွေကိုယူပြီးအလဲကနေနှစ်ပိုင်းဖြစ်အောင်ပိုင်ပေးလိုက်ပါဘူးကွန်အပေါ်ပိုင်းကိုတော့ရေစိမ့်ဝင်ထွက်နိုင်စေဖို့အတွက်အပေါက်လေးတွေဖြစ်အောင် ဖောက်ပေးပြီးကျိုးစာတစ်ခုကိုလည်းချီနောင်ပေးလိုက်ပါ အပင်အာဟာရပြည့်ဝစေဖို့အတွက်အောက်ခံဘူးကွန်တွေမှာငပြောကွန်တွေနဲ့ရှက်ဆောင်လက်ပတ်တွေကိုအပိုင်းလေးတွေဖြက်အောင်လှိဖြက်ထည့်ပေးပြီးရေနဲ့ရောဆက်ပြီးရပါမယ်။ပြီးရင်တော့ဇပတ်ကွန်တွေနဲ့တပါဝမြေဆွေးတွေကိုရောဆက်ပြီးဘူးကွန်တွေထဲအပြည့်ထည့်ထားပေးလိုက်ပါ။20ရက်လောက်ဆိုပြိုးထားတဲ့ငရုတ်ပင်လေးတွေကြီးနေပြီးရွှေ့ဆိုင်လို့ရနေပါပြီ။ဒါဆိုရင်တော့အပင်လေးတွေကိုနှုတ်ယူပြီးဘူးကွန်တွေထဲထည့်ဆိုင်ပေးလိုက်ပါ။ပြိုးပင်အလုံးထည့်ဆိုင်ပေးပြီးရေဆူရွှဲအောင်လောင်းပေးထားရပါမယ်။ တလခွဲကျော်ကြာတဲ့အခါမှာတော့စိုက်ပျိုးထားတဲ့ငရုတ်ပင်လေးတွေမှာအကိုင်းခစ်တွေများစွာထွက်နေပြီးစိမ့်ဆူလို့နေပါပြီ။အပင်တိုင်းမှာလည်းအတီးအပွင့်တွေဝေစာနေပြီးအစီအယီထွက်ပေါ်လို့နေပါပြီ။ဒါဆိုရင်တော့အပင်အဟာရပြည့်ဝစေဖို့အတွက်ဆက်ရည်ကြော်ကန်ရေစိမ်ထားတဲ့ငပြောကုန်နဲ့ရှက်ဆောင်လက်ပတ်အရည်တွေကိုဖြန့်ပူးတဲ့ထည့်ထားပေးပါ။ပြီးရင်တော့အကိုင်းခစ်တွေကိုဆွရွှဲနေအောင်ဖြန့်ပေးထားပြီးကြံတဲ့အရည်တွေကိုလည်းအပင်ရင်းတွေမှာလောင်းထည့်ပေးရပါမယ်။ စိုက်ပျိုးပြီးနှစ်လကျော်ကြာတဲ့အခါမှာတော့ငရုတ်ပင်လေးတွေမှာအတီးတွေများစွာတည်နေပြီးရင်းမဲ့လို့နေပါပြီ။ဒါဆိုရင်တော့မှဲ့တဲ့အတီးတွေကိုရွေးချယ်ပြီးခုဆုစားသုံးလို့ရပါပြီ။မြေနေရာမလို့ပဲဘူးကွန်တွေကိုအသုံးပြုပြီးဝယ်စားစရာမလိုအောင်စိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါအောင်နော်။